မန်ယူကလင်းရတော့မယ်ဝိုင်လန်ကိုပီဟေဂင်နဲ့စတန်ဖတ်မှာကစားပြီးစီးဒီကလဲအတလနာနဲ့တရာဒီဆေဘိုးတွင်းခဲ့တဲ့ဒေမတက်စမူဝိုင်လန်ကိုမန်ယူကပေါင်82တန်းနဲ့ဘာလို့ခေါ်ခဲ့လဲစဉ်းစားလို့မရပါဘူးဝိုင်လန်ဟာ2023လရာသီကမန်ယူအသင်းကိုရောက်လာသူဖြစ်ပြီး2028ခုနှစ်အထိစာအုပ်ချုပ်ဆိုထားသူပါ ထမရာသီမှာပြီးမလေး10ကိုပြောင်းမိုးဆုံး6ကိုတင်းကိုပေးခဲ့ပြီးမဲ့နောက်ပိုင်းကာလဂိုးတင်းဆွမ်းရင်တော်တော်လေးအားနေခဲ့ပါတယ်ဒီရည်မှာဆိုရင်ပရီးမီယာလီဂ်28ပွဲကစားထားရာ3ဂိုးသာတွင်းနိုင်ခဲ့လို့တံမိုးဆုံး45ပွဲမှာ8ဂိုးပဲတွင်ခဲ့ပါတယ်။22နှစ်အရွယ်ဟွိုင်လန်ရဲ့ခြေစွမ်းကိုမန်ယူကစိတ်ပြတ်နေတဲ့အပြင်ပေါင်တန်းလုံးတွေရအောင်နဲ့ရောင်းချတော့မယ်လို့ကနအူးတင်ထွက်ခဲ့ပါတယ်။ လက်ရှိမှာတော့မန်ယူဟာဝိုင်လန်းကိုအတလန်တက်ဆက်မှုပဲဖြစ်တဲ့လွတ်လပ်မန်းနဲ့အလဲထက်လို့ဖို့စီစဉ်နေပါတယ်။ဝိုင်လန်းဟာဒီပြဟောင်းတဟန်လက်အောင်မှာရောအမော်ရင်းလက်ထက်မှာပါချီဆွမ်းပြောက်ဝရုံးကန်နေရပြီး88ပွဲကစား24ဂိုးသာတင်ဝင်နိုင်ခဲ့ပါတယ်။မန်ယူစဝန်စားနေတဲ့နဂျီးရီးယားတက်ဆက်မှုလွတ်မှန်းဟာအေဗာဒန်အသင်းမှာကစားခဲ့ပြီးဖူဟန်နဲ့လက်စတာမှာအနှားလာရောက်ကစားခဲ့သူပါ 29နှစ်အရွယ်လွတ်လပ်ဟာအတလနာအသိအတွက်300ဒီအတွင်း90ရာရောက်ထားပြီးဟွိုင်လန်ထက်အများကြီးပိုကောင်းနေပါတယ်။ဟွိုင်လန်ဟာခြေစုံမပြနိုင်တာကြောင့်ဖီအားတွေရင်ဆိုင်နေရပြီးဝေမျက်မှုတွေကြုံနေရပါတယ်။သူ့ရဲ့ကစားပုံက professional ကစားသမားနဲ့မတူဘဲခံစားလို့မရကြောင်း Man Fan တွေကထောက်ပြနေကြတာပါ။ဒါကြောင့်ဝိုင်လန်ဟာသူချစ်ခင်အားပေးတဲ့မန်ယူအသင်းကနေလေယာဉ်ကိုများနေပါပြီ။ စစ်ဆန်တဲ့င်းအနေနဲ့မန်ယူဟာတက်စစ်ကစားသမား၄ဦးဖြစ်တဲ့ရာဖိုးဆန်ချိုအန်တိုနီနဲ့ဂန်နာချိုတို့ကိုရောင်းချတော့မယ်လို့သိရပါတယ်။မန်ယူဟာနွေစည်းကအတွင်းကုညာနဲ့လီယန်ဒီလက်ကိုခေါ်ယူဖို့အထူးပြင်ပထားနေပြီးလွတ်မှန်လဲပေါင်းနေတာပါ။ of life.